ာပါရှင်။တောင်လင်းထိုင်းရဲ့နိုဗင်ဘာလ6ရက်နေ့အတွက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပါပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းလေးကတော့ယခုနှစ်အတွင်းစစ်ကောင်ပြင်တပ်ဖွဲ့ဝင်2200ကျော်လက်နက်ချအလင်းဝင်ခဲ့တဲ့သတင်း တရင်ပြည်နယ်နေပွဲတော်အတွက်စစ်ကောင်ပြင်းလုံခြုံရေးတိုးမြင့်ထားတဲ့သတင်းတွေအပြင်အင်တာနက်အသုံးပြုမှု24နာရီစောင့်ကြည့်ဖို့စစ်ကောင်ပြင်းကောမဒီဖွဲ့စည်းထားတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အစိုးရဌာနများပိတ်သိမ်းထားမှုအစုံမတိုက်ရင်အမေရိကန်အဓိကလေဆိပ်တွေမှာခရီးစဉ်30ရာခိုင်နှုန်းလျှော့ချဖို့အတွက်ညွှန်ကြားထားတဲ့သတင်းမုံနှမ်းကြောင့်လူရချီတိတ်ဆုံးပြီးနောက်ဖိလစ်ပိုင်မှာအရေးပေါ်အခြေအနေပြင်ညာလိုက်တဲ့သတင်းတွေနဲ့အတူ ။မနက်ဖြန်အတွက်မိုးလီဝဒသတင်းလေးကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။နိုင်ငံတော်မှာယခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိ10လအတွင်းစစ်ကောင်ဖြင့်တပ်ဖွဲ့ဝင်2200ကျော်လက်နက်ချအလင်းဝင်ခဲ့တယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ကဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ပြည်သူ့ပန်းနိုင်အဖွဲ့ကကောက်ယူထားတဲ့အချက်အလက်တွေအရ ဆယ်လာအတွင်းစစ်ကောင်ပြင်းတပ်ဘက်ကအလင်းဝင်ပူပေါင်းတာလက်နက်ချတာနဲ့စစ်တုံပန်းဖြင့်ဖမ်းဆီးရမိသူ2246ဦးအထိရှိခဲ့တာပါပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတော့လက်နက်ချတာနဲ့အလင်းဝင်ပူပေါင်းသူ15ဦးအထိရှိလာခဲ့ပြီးမန္တလေးတိုင်းက9ဦးနဲ့အများဆုံးပါဝင်ပါတယ်ပြည်သူ့ပန်းနိုင်အဖွဲ့ကတော့အောက်ခြေစစ်တီတွေရဲ့အနာဂတ်ဟာတိုက်ပွဲတွေနဲ့အတူမှုံဝါပျောက်ကွယ်နေစေဖြစ်တာကြောင့်အလင်းဝင်လက်နက်ချခြင်းကသာ ို့ငင်းချမ်းရေးကိုရှာယူနိုင်ကြမယ်တခုတည်းသောနည်းလမ်းဖြစ်တယ်လို့ပြောဆိုထားပါတယ်ဒါကြောင့်စစ်ကောင်ရှင်တက်ရဲနဲ့ပြည်သူ့စစ်အဖွဲ့ဝင်တွေအနေနဲ့တပ်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံရရာနီးလန်းနေတဲ့ဆက်သွယ်အလင်းဝင်ကြဖို့တိုက်တွန်းထားပါတယ်။စစ်ကောင်ရှင်ဘက်ကတော့ရွေးကောက်ပွဲမတိုင်ခင်ကာလအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေသူတို့ထံလက်နက်ချအလင်းဝင်တာတွေရှိနေတယ်လို့မကြာခဏဆိုသလိုဝါဒဖြန့်ချီတာတွေရှိနေပါတယ်ရှင်။ နှစ်90ပြည့်ကရင်ပြည်နယ်နှင့်ပွဲတော်အတွက်ဖန်အံမြို့မှာစစ်ကောင်ပြင်းကလုံခြုံရေးတိုးမြင့်ပြီးပျော်ပွဲရှင်ပွဲတွေထည့်သွင်းကျင်းပနေပါဗျ။ဒီသတင်းကိုတော့အင်မြောင်ကတင်ဆက်ပေးထားပါရရှင်။နှစ်90ပြည့်ကရင်ပြည်နယ်နှင့်ပွဲတော်အတွက်ဖန်အံမြို့မှာစစ်ကောင်ပြင်းကလုံခြုံရေးတိုးမြင့်ပြီးပျော်ပွဲရှင်ပွဲတွေထည့်သွင်းကျင်းပနေတယ်လို့ဖန်အံဒေသခံတွေကတန်လင်တိုင်းကိုပြောပါဗျ။ နိုဝင်ဘာ9ရက်နေ့မှာကြာရောက်မဲ190ပြည့်ကရင်ပြည်နယ်နေ့ပွဲတော်ကိုကရင်ပြည်နယ်ဖမ်းမြို့တေရီကွင်းမှာကျင်းပပြုလုပ်တာဖြစ်ပြီးနိုဝင်ဘာ2ရက်နေ့ကစတင်က စပေးစီပြိုင်ပွဲနဲ့နိုဝင်ဘာ9ရက်နေ့ကကရင်ဒုံကပြိုင်ပွဲမှာပြိုင်ဝင်းဝင်ဒုံအသင်းတွေစတင်ရှင်ပြိုင်နေကြတယ်လို့သိရပါတယ်။ကရင်ပြည်နယ်နေ့ပွဲတော်မှာကရင်ဒုံကပြိုင်ပွဲ စပေးစီပြိုင်ပွဲရိုးရာလက်ဝဲပွဲခေါက်ရိုက်ပြိုင်ပွဲကလေးလိုပြိုင်ပွဲစတဲ့ပြိုဝဲရှင်ပွဲတွေကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်နယ်နှစ်ပွဲတော်ကိုနိုဝင်ဘာ9ရက်နေ့ကနေ10ရက်နေ့ထိကျင်းပပြုလုပ်သွားဖို့စီစဉ်ထားပါတယ်။နိုဝင်ဘာ9ရက်နေ့မှာကြာရောက်မဲ့290ပြည့်ကရင်ပြည်နယ်နှစ်အခမ်းအနားခွင့်ပွဲအတွက်စစ်ကော်မရှင်ကထိပ်ပိုင်းကောင်းဆောင်ပြည်တော်စုဝင်ကြီးတွေတချို့နဲ့အပြည့်ရဲ့ကရင်လက်နက်ကိုင်ဖွဲ့စည်းကတာဝန်ရှိသူတွေတက်ရောက်ခွင့်လွှတ်သွားဖို့ရှိနေတာပါ။လက်ရှိမှာတော့ကရင်ပြည်နယ်နှစ်ပွဲတော်အတွက်ဖမ်းမြို့ရဲ့အဝင်ထွက်နေရာတွေမှာစစ်တပ်ရဲတပ်ဖွဲ့နဲ့ပြည်သူစစ်ဖွဲ့တွေကညစဉ်လုံခြုံရေးစစ်ဆေးတာတွေ လက်ကင်းပတ်တာတွေပြုလုပ်နေပြီးပြည်နယ်နေပွဲတော်ကျင်းပရာတည်ရစ်ကွင်းမှာလည်းလုံခြုံရေးအင်အားတိုးမြင့်ချတာတွေလို့ဖန်ဒေသခံတွေစီကနေသိရပါတယ်။နှစ်ခုစဲပြီးကိန်းပြည်နယ်နေအတွက်စစ်တပ်ကြောတောင်နောက်ခံပေးထားတဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလူဝင်မှ6ရက်နေ့ရဆွဲနဲ့တဝင်လာပြပုထားပါတယ်။အဲ့ဒီတရဝင်လာတဲ့မှာကရင်တိုင်းရင်းသားတွေအနေနဲ့ပြည်တော်စုဖွားတိုင်းရင်းသားတွေနဲ့အတူပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအောင်မြင်ပြီး ပြည်သူလူထုတရက်လုံးလူလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှုံလဲနိုင်ရေးဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်စစ်တပ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအင်တာနက်အသုံးပြုမှု24နာရီစောင့်ကြည့်ဖို့ကော်မတီတရက်ဖွဲ့စည်းပြီးညွှန်ကြားထားတဲ့အတွက်အွန်လိုင်းအသုံးပြုသူတွေအနေနဲ့တည်ထားကြဖို့လေလာသူတွေကအကြံပြုလာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရရှင်။ စစ်တပ်ရဲ့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအင်တာနက်အသုံးပြုမှု24နာရီစောင့်ကြည့်ဖို့ကွန်ပျူတာရဲ့ဖွဲ့စည်းပြီးညွှန်ကြားထားတဲ့အတွက်အွန်လိုင်းသုံးစွဲသူတွေအနေနဲ့သတိထားဖို့လေ့လာသူတွေကအကြံပြုပါတယ်။အင်တာနက်ပေါ်ကသတင်းတွေကိုတံပြန်ဖို့နဲ့နိုင်ငံရေးအရာတိုက်ခိုက်ပြောဆိုတာတွေကိုတားမြစ်ရေးယူနိုင်ဖို့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကဩဂုတ်14ရက်ရက်စွဲနဲ့အမိန့်ကြေညာစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအမိန့်ကြေညာစာအရအင်တာနက်ပေါ်မှာသတင်းတို့သတင်းမှားတွေတင်တာ၊ဘဝမယားတွေတင်တာ ိုင်ငံရေးအရတိုက်ခိုက်ပြောဆိုတာတွေကိုဥပဒေကြောင်းအရတားမြစ်ရေးယူဆောင်ရွက်နိုင်ရေးကော်မတီကိုဖွဲ့စည်းခဲ့ပါတယ်။ကော်မတီရဲ့လုပ်ငန်းတာဝန်တွေထဲမှာအင်တာနက်ပေါ်ကသတင်းတွေပါဝင်မဖွဲ့မရပုံတွေဗီဒီယိုတွေနဲ့လိန်သားပေးကိစ္စရက်တွေတင်တာပြင်နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုတာတွေကိုနည်းပညာကျွမ်းကျင်တဲ့ပညာရှင်တွေပါဝင်တဲ့အဖွဲ့ကိုဖွဲ့စည်းပြီး24နာရီစောင့်ကြည့်ဖို့ဖြစ်ပါတယ်။ဒါပြင်အဲ့ဒီချက်တွေကို post တင်တာထုတ်လွှင့်တာမျှဝေတာအားပေးအားမြောက်ပြုတာတွေလှုပ်ဆောင်နေမှုအပေါ် ဤပညာအရရှာဖွေဖော်ထုတ်ပြီးတားမြစ်ဖို့နဲ့ကျွလွန်သူတွေကိုတည်ဆဲဥရေတွေနဲ့ထိထိရရောက်ရေးယူဖို့တာဝန်ပေးထားတာပါလွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCN အတွင်းမှဥတုစော်လက်ကပြည်သူတွေကိုဥပဒေအရတရားဝင်စောင့်ကြည့်တော့မှာဖြစ်လို့ digital လုံခြုံရေးနဲ့ပတ်သက်ပြီးသတိထားဖို့လိုမယ်လို့တန်လွင်တိုင်းကိုပြောပါတယ်ဒီအချက်လက်ကိုကြည့်ချင်ရပြီပြည်သူတွေကိုတရားဝင်စောင့်ကြည့်တော့မယ်ဥပဒေရစောင့်ကြည့်တော့မယ်လိုအပ်ရင်လိုအပ်သလိုအရေးယူတော့မယ်ဆိုတာဆိုတာတွေကိုတွေ့ရပါတယ်အများကြီးသတိထားဖို့လိုပါမယ်သူသဖြင့်တော့ကျွန်တော်တို့ တကြည်တဲ့ safety ပေါ့နော်တကြည်တဲ့တကြည်တဲ့အခွင့်အရေးကိုဟိုပြန်မောင်းတင်းတင်းဥပဒေတရားထုတ်ပြီးတော့သူတို့ကဂင်တွေတော့မယ်အဲအဲ့ဒါဆိုရင်နောက်တစ်ခုမေးစရာရှိတာအခု Telegram မှာရေးနေတဲ့သတင်းတူသတင်းမှားတွေဘယ်လိုလုပ်မလဲပေါ့နော် comedy အနေနဲ့ internet ပေါ်ကသတင်းတူသတင်းမှားဖော်ပြမှုတွေအတွက်အဖွဲဖွဲ့စီပြီးတံပြန်မှုပါဝင်ကျွလွန်သူတွေအသုံးပြုတဲ့ဖုန်းနံပါတ်တွေပိတ်သိမ်းတာဘဏ်အကောင့်ချက်လက်တွေငွေသွင်းငွေထုတ်မှတ်တမ်းတွေရယူတာနဲ့ဘဏ်အကောင့်တွေကိုယာယီတားဆီးဖို့ဖြစ်ပါတယ်ဒီအတွက် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာနိုင်ငံတော်ဘူပန်ပါဝင်ဆက်ဆံရာဖွဲ့စည်းတွေနဲ့ညှိနှိုင်းဆောင်ရွက်သွားဖို့လုပ်ငန်းတာဝန်အဖြစ်ထည့်သွင်းထားတာပါ။ဒါအပြင်ကျွလွန်သူတွေပေါ်သက်ဆိုင်ရာဌာနအဖွဲ့စည်းတွေကတားမြစ်ပေးနိုင်ဖို့အကန့်ကွက်စာအကြောင်းကြားစာတွေပေးဖို့တာပါဝင်ဒီဇဲဥတွေတွေနဲ့အညီတရားစွဲရေးယူနိုင်ရေးအကြောင်းကြားဖို့ဖြစ်ပါလေ။လေလာသူတွေကတော့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံရေးအရဝေဖန်တိုက်ခိုက်တဲ့အတန်းတွေနဲ့အားလုံးကစန့်ကျင်ကန့်ကွက်တဲ့အတန်းတွေတိတ်ဆိတ်သွားအောင်လုပ်တာလို့ထောက်ပြပါပါလေ။ ကျောင်းသားခေါင်းဆောင်ဟောင်းကိုမင်းသွေးတစ်ကရွေးကောက်ပွဲကာလမှာပြည်သူတွေအနေနဲ့ကိုယ်သဘောထားရပ်တည်ချက်နဲ့ပတ်သက်ပြီးအွန်လိုင်းအသုံးပြုတဲ့အခါလုံခြုံရေးဂရုစိုက်ဖို့အကြံပြုပါတယ်။ပြည်သူတွေအနေနဲ့ကတော့ဒီရွေးကောက်ပွဲကာလမှာအွန်လိုင်းပေါ်မှာဘာပဲဖြစ်ဖြစ်လိုက်လေးတစ်ချက်အဟာလီတစ်ခုကနေပဲပြဿနာတွေတက်သွားနိုင်တယ်အဲပြီးတော့နောက်ဆုံးထောင်ချသွားနိုင်တယ်စစ်ကြောရေးမှာလည်းသူတို့စစ်ကောင်စီရဲ့မတရားတပ်ဖြတ်မှုခံရနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီ ပြည်သူတွေကိုမှားကြကျင်တာအထူးသဖြင့်ကိုယ့်ရဲ့လုံခြုံရေးကိုဂီယူဆိုင်ပါအဲကိုယ့်သဘောထားယက်တီချက်ကဘာလဲဆိုတာကိုနိုင်ငံတကာကလည်းသိပါတယ်သိအောင်လည်းကျွန်တော်တို့ဆက်ပြီးပြပေးရမယ်အဲဟိုတာဝန်ရှိရယ်လက်ရှိဖွဲ့စည်းထားတဲ့ကော်မတီမှာတော့ပြည်ထရေးဒုဝန်ကြီးကဥက္ကဋ္ဌပို့ဆောင်ရေးနဲ့ဆက်တော်ရေးဒုဝန်ကြီးကဒုတိယဥက္ကဋ္ဌနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒူရဲကျုံနှစ်ကအတွင်းမှုဖြစ်တာဝန်ယူပြီးတော့အဖွဲ့ဝင်ဆက်တော်ဦးပါဝင်ပါတယ်ထရီရီခောက်ပွဲနဲ့ပတ်သက်ပြီးပြပြအောင်နှောက်ရှက်ဟန်တာလား ဝေဖန်ရေးသားလှုံ့ဆော်တာတွေကိုစစ်ကော်မရှင်ကအွန်လိုင်းရောမြေပြင်မှာပါစောင့်ကြည့်ပြီးကျွလွန်သူတွေကိုဖမ်းဆီးရေးယူလာနေတာပါ။နိုဝင်ဘာ3ရက်နေ့အထိအထွေထွေရွေးကောက်ပွဲတွေကိုပြပြားစီဖို့ရွှေပြီးနောက်ဆက်ဟန်တာဖြတ်စည်းရာတွေလှုပ်ဆောင်ခဲ့တဲ့စွဲချက်နဲ့အမှုဖွင့်ရေးယူခံရသူ65ဦးထိရှိလာတယ်လို့စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အရေးယူခံရသူတွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှ23ကာကြီး24ကာကြီးတို့နဲ့အမှုဖွင့်ထားပြီးအဲ့ဒီပုံမှတွေအရထောင်နဲ့အနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်ထိချမှတ်ရမယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားတာပါလီလာသူတွေကတော့စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုပြပြအောင်ဝေဖန်ရေးသားတာခေါ်ပြောလှုံ့ဆော်တာနှောက်ယှက်ဟန်တားတာတွေကိုဥပဒေနဲ့အရေးယူနိုင်အောင်ပြုတ်တင်စီမံထားတာလို့ထောက်ပြကြပါတယ် ဒါအပြင်စစ်တပ်ပြောတဲ့အမှန်တရားကိုပဲလက်ခံတော့မယ့်အနေအထားဖြစ်ပြီးအဲ့ဒါနဲ့စန့်ကျင်ကွဲလွဲရင်ဥပဒေအရပြင်းပြင်းထန်ထန်အရေးယူဆောင်ကြည့်ဖို့လောက်တာဟာ digital အခွင့်အရေးချိုးဖောက်တာလို့သုံးသပ်ပါတယ်။မော်ပြည်နယ်ဒေသခံတဦးကတော့2021ကနေလက်ရှိချိန်အထိလူမှုကွန်ရက်အသုံးပြုမှုကိုကန့်သတ်သုံးစွဲနေရတာမို့စောင့်ကြည့်ခံရမယ့်အထဲမပါအောင်ကိုကိုကိုစောင့်ရှောက်ဖို့ပဲရှိတယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။ဒီကတော့ဟိုဒီကာလတင်မှာဒီဟာကိုအကြောင်းရှိမတော့လာတော့ကောင်းပါလား။ဟိုအန်ဒီရများတော့နော်။ ပြီးတော့ကြရတယ်ကိုယ့်ရဲ့အချက်လက်တွေဒေတာတွေစောင့်ကြည့်နေတယ်ဆိုတော့လေဒီကတော့ဒီဟိုနဒီကလေးကကျွန်တော်တို့မှာဒီကိုဒီကိုကိုယ့်ရဲ့အခွင့်အရေးပေါ့နော်အများကြီးဆုံးချောင်းနာလို့ဆိုတော့ဒီကပို့ပြီးတော့မဖြစ်အောင်လေဒီကကိုယ့်ကိုယ်ကိုစောင့်ရှောက်ဝင်လို့တစ်ဖက်မှာသတင်းချက်လက်တွေကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်ဖို့အပါအဝင် စိုက်ဘာအလွဲတုံးပြီးနိုင်ငံတော်ရဲ့ချုပ်ချာအာဏာနဲ့တင်းကျပ်အေးချမ်းမှုကိုကာကွယ်ဖို့ဆိုပြီးစစ်ကော်မရှင်ကစိုက်ဘာလုံခြုံရေးဥပဒေကိုအသက်သွင်းထားတာပါ Data for Myanmar ရဲ့အချက်အလက်တွေအရ2021ခုနှစ်ဖေဖော်ဝါရီကနေ2025ခုနှစ်အောက်တိုဘာအထိလူမှုကွန်ရက်တွေပေါ်မှာစစ်ကော်မရှင်ကိုစန့်ကျင်ဝေဖန်ပြီးလူမှုလှုပ်ရှားမှုတွေနဲ့တော်လိုင်းရဲ့ဖွဲ့စည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားပြောဆိုမှုတွေကြောင့်ဖမ်းဆီးခံရသူ1993ဦးရှိတယ်လို့သိရပါတယ် နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အစိုးရဌာနများပိတ်သိမ်းထားမှုအစုံမတိုက်ရင်အမေရိကန်အဓိကလေဆိပ်တွေမှာခရီးစဉ်30ရာခိုင်နှုန်းလျှော့ချဖို့ညွှန်ကြားထားပါတယ်။ဒီအကြောင်းကိုတော့ပပက်ကပြပြပေးထားပါတယ်ရှင်။အစိုးရဌာနများပိတ်သိမ်းထားရမှုစံချိန်တင်ကြာမြင့်နေပြီး36ရက်မြောက်နေ့တွင်ဝင်ရောက်လာချိန်လေကြောင်းထိမ့်ချုပ်ရေးဘေးအန္တရာယ်ကင်းရေးစိုးရိမ်မှုတွေကြောင့်အမေရိကန်ရှိအထက်က၄၀၄၀မှာ နိုဝင်ဘာလ6ရက်မှစတင်ပြီးခရီးစဉ်တွေဆက်ရခိုင်နှုန်းအထိလျှော့ချသွားမှာဖြစ်ကြောင်းအမေရိကန်ပို့ဆောင်ရေးဝန်ကြီးရှောင်းဒူဖီကပြောပါတယ်။အဲ့ဒီအစီအစဉ်ကြောင့်လေကြောင်းလိုင်းတွေဟာ36နိုင်ရဲ့အတွင်းလေကြောင်းခရီးစဉ်တွေလျှော့ချဖို့အလျင်မြန်လှုံ့ဆော်ခဲ့ရပြီးလာမယ့်ရက်ပိုင်းအတွင်းလေရင်နဲ့ခရီးသွားမယ့်လူတွေစိုးရိမ်ပူပန်နေကြပါတယ်။ အစိုးရဌာနများပြန်ဖွင့်ရေးဒီမိုကရက်တို့သဘောတူညီရင်လေကြောင်းခီးစဉ်လျှော့ချမှုအဆုံးသတ်မှာဖြစ်ကြောင်းဝန်ကြီးဒူဖီကပြောပါတယ်။အမေရိကန်ရာဇဝင်မှာအရှိကြဆုံးအစိုးရဌာနများပိတ်သိမ်းထားရမှုကြောင့်လေကြောင်းထိတ်ချုပ်သူတောင်းတုံးနောင်နဲ့ပို့ဆောင်ရေးလုံခြုံရေးစီမံခန့်ခွဲရေးအေဂျင့်9000လားစာမရဘဲအလုပ်လုပ်ပေးနေကြရပါတယ်။အစိုးရဌာနများပိတ်သိမ်းထားရမှုအဆုံးသတ်ရေး Trump အစိုးရကဒီမိုကရက်တွေကိုဖိအားပိုပေးဖို့ကြိုးပမ်းနေပြီးအစိုးရဌာနများပြန်ဖွင့်ရေးဒီမိုကရက်တို့သဘောတူအောင်လေကြောင်းလိုင်းတွေကိုဖိအားပေးလာတာ ဖြစ်ပါတယ်။အဓိကကျမရေးဆောက်ရှောက်မှုထောက်ပံ့ဈေးတွေနဲ့ပတ်သက်လို့ညှိနှိုင်းမှုညှင်းဆန်နေကြတဲ့ Republican တွေကို Democrat တို့ကအပြစ်တင်ထားကြပါတယ်။အစိုးရဌာနများစတင်ပိတ်သိမ်းပြီးကတည်းကလေကြောင်းထိန်းချုပ်ရေးဝန်ထမ်းတွေမလုံလောက်တဲ့အတွက်လေကြောင်းခရီးစဉ်ထောင်ထဲချီကျန်းကျခဲ့တာဖြစ်ပါတယ် လေချောင်းထိန်ချုပ်ရေးဝန်ထမ်းတွေမလုံလောက်တာကြောင့်ခရီးသွားသုံးသက်သက်မှနှစ်သန်းအထိထိခိုက်နစ်နာခဲ့ရပြီဖြစ်တယ်လို့လေချောင်းလိုင်းတွေကပြောပါတယ်။လေပိုင်နဲ့ဘေးကင်းစေဖို့အခုလိုခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရတာဖြစ်တယ်လို့ဝန်ကြီးဒူဖီကသတင်းတောက်တွေကိုပြောပါတယ်။အမေရိကန်လေချောင်းလိုင်းတွေကိုတိုက်တွန်းရမှာလေချောင်းစီမံခန့်ခွဲရေးဌာနကအစာပိုင်းမှာ၄00ခိုင်နှုန်းစနေနေ့မှာ900ခိုင်နှုန်းနဲ့တနင်္ဂနွေနေ့မှာ600ခိုင်နှုန်းလာမယ့်သတင်းပတ်မှာ100ခိုင်နှုန်းလျှော့ချဖို့ပြောဆိုထားပါတယ် မုံတိုင်းကြောင့်လူရာချီတိတ်ဆုံးပြီးနောက်ဖိလစ်ပိုင်မှာအရေးပေါ်အခြေအနေကြီးညာလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။ဖိလစ်ပိုင်မှာတိုင်ဖုန်းမုံတိုင်းကာမေကြီးကြောင့်လူ134ဦးသေဆုံးခဲ့ရပြီးတဲ့နောက်အရေးပေါ်အခြေအနေတည်းရဲ့နိုဝင်ဘာ9ရက်မှာကြီးညာလိုက်ပါတယ်။အဲ့ဒီမုံတိုင်းဟာပြင်းထန်တဲ့လေတိုက်ခတ်နှုန်းနဲ့အတူဗီယက်နမ်နိုင်ငံလယ်ပိုင်းကိုဥတီနေပြီးကမ်းရိုးတန်းနေလူထောင်ပေါင်းများစွာကိုဘေးကင်းရာရွှေ့ပြောင်းကြဖို့ညွှန်ကြားထားပါတယ်။မုံတိုင်းကြောင့်26ပေအထိမြင့်တဲ့လှိုင်းလုံးကြီးတွေဖြစ်ပေါ်နိုင်ကြောင်းဗီယက်နမ်မိုးလေဝသဌာနကတတိပေးထားပါတယ်။ အခုနှစ်အပြင်းဆုံးမုန်တိုင်းတွေကတခုဖြစ်တဲ့ကာမေဂျီကြောင့်ဗီယက်နမ်မှာပြီးခဲ့တဲ့သတင်းပတ်အတွင်းစံချိန်တင်မိုးရွာသွန်းမှုကြောင့်အဆိုးရွားတဲ့ရည်ကြည်ရှံမှုဖြစ်ပေါ်နေတဲ့အခြေအနေကိုပုံမှုဆိုးရွားသွားစေနိုင်ပါတယ်။ဗီယက်နမ်မှာလေကြောင်းခီးစင်90ကျော်ဖျက်သိမ်းထားပြီးတော့လေဆိပ်6ခုလက်ပတ်မှုရပ်ဆိုင်းထားပါတယ်။အဲ့မုံတိုင်းဟာအရန်မုံမှန်တဲ့မုံတိုင်းဖြစ်တယ်လို့ဘီယနာလက်ထောက်ဝန်ကြီးကျော်ထရန်ဟောင်ဟာကပြောပြီးတော့အရေးပေါ်အခြေအနေဖြစ်သက်မှတ်ဆောင်ရွက်ကြဖို့ဒေသဆိုင်ရာရရှိတွေကိုတိုက်တွန်းပါတယ်။ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုဂျူနီယာကနိုဝင်ဘာ9ရက်မှာရေးပေါ်အခြေအနေကြီးညာပါတယ်။ ကလပ်ပနိုင်ငံရဲ့လူနေထုတဲ့ဆုံးကျုံးဖြစ်တဲ့ခြေဘူးဒေတာမှာမြို့တွေတမျိုးလုံးရေလန်းသွားခဲ့ပြီးတော့တေဆုံးသူ52ဦးတိရှိပါတယ်။နောက်ထပ်တေဆုံးသူ128ဦးရှိပြီးတော့ဒဏ်ရာရသူ82ဦးရှိတယ်လို့ဖလပိုင်ရာရှိတွေကပြောပါတယ်။ခြေဘူးပြည်နယ်မှာနောက်ထပ်တေဆုံးသူ28ဦးရှိပြီးတော့ရက်ဖက်ကာကွယ်ရုံးကထုတ်ပြန်တဲ့စီးရင်မှာမပါဝင်သူတွေဖြစ်တယ်လို့ရာရှိတွေကပြောပါတယ်။ဖလပိုင်မှာကာမီဂျီကြောင့်ပျက်စီးများစွာဖြစ်ပေါ်ခဲ့ပြီးတော့နောက်ထပ်မုန်တိုင်းတစ်ခုလည်း သတင်းပတ်ကုန်ရက်တွေမှာဝင်ရောက်လာနိုင်တာကြောင့်ရေးပေါ်အခြေအနေကြီးများဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းဖိလစ်ပိုင်သမ္မတကပြောပါတယ်။ဒေသ၁၀ခုကနေ၁၂ခုအထိမုံတိုင်းတန်တင်ခဲ့ပြီးတော့နိုင်ငံတော်အခြေအနေဆွဆွရွရွဖြစ်နေတယ်လို့သမ္မတကပြောကြားထားပါတယ်။ က်ဖြတ်နိုဝင်ဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်အတိုင်းထွက်ချက်တွေအရမြန်မာနိုင်ငံတဝမ်းလုံးမှာတိမ်အသင်းသင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာမိုးအသင်းသင်းထိချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုလူပုံရဲ့ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ဖြန်အတွက်ခမန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းဖြစ်ထွန်းနိုင်ပါတယ်။ တနင်္သာရီကံယူတန်ရခိုင်ကံယူတန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုံတမာခွေဘက်တို့မှာလေဟာအရှိရှိတောင်ဘက်ကနေတနင်္သာရီစံမိုင်းမှမိုင်း၃၀ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအထင်တင်ရှိနေပါတယ်။သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မှနေရာအနှံပြမိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်နဲ့အေဝတီတိုင်းတို့မှာတော့နေရာကွက်ကြောင်းမိုးထစ်ကြောင်းရွာသွန်းနိုင်ပါတယ်။ မြို့ချင်းတွေမှာကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမြို့သူများကြဆင်းနိုင်ပါတယ်ရှင်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ32ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ38ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိတ်ဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခံမှန်းရရှိပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါရဲ့ရှင်။တန်လိုင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လိုင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လိုင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။